မှန်စီရွှေချထားတဲ့တရောင်းတသာတက်တာလေးတလုံးပေးမှာတော့လူတစ်ချက်ကငြိမ်သက်စွာနဲ့ဒူထောက်ထိုင်နေကြတယ်။သူတို့ရဲ့မျက်နှာတွေဟာဒဇုံတစ်ခုကိုစောင်းဆိုင်နေတယ်လို့မျှော်လင့်ချက်တွေနဲ့ပြည့်နေကြပြီးမကြခင်မှာဗရဲမောက်မှာတက်ထားတဲ့ခန်းစီလက်ခါဟာလင်းမထပ်ပဲနဲ့အပြက်ပြက်လောက်ခါလာတဲ့ချိန်မှာတော့တိုက်ပုံနဲ့ကောဝင်းဆင်ထားတဲ့လူကြီးဟာတက်တာနာကိုကတ်သွားပြီးတယောက်တည်းစကားတွေပြောဆိုနေခဲ့ပါတယ်။အတန်ကြာပြောဆိုပြီးတဲ့ချိန်မှာတော့အနောက်မှာရှိတဲ့သူတွေဘက်ကိုလှည့်လို့ရွှေမင်းသားက ုပ်ဖို့တောင်ကျောမှာရှိတဲ့တိုက်တစ်ခုကိုညွန်ပြနေတယ်။လာမဲ့လောက်ကညမှာတိုက်ဆောင်အကြီးကားတွေနဲ့တိုက်ချုပ်တွေနဲ့တွေ့မှာမို့လို့အဲ့ညမှာတိုက်ကိုတွေးရင်အောင်မြင်မယ်လို့နမိတ်စကားဆိုလာတယ်။ဒါကြောင့်လိုအပ်တာတွေကိုပြင်ဆင်ထားကြပြီတော့လို့ပြောကကြောက်စီထားတဲ့ဈေးတံကို ကောက်ယူပြီးတော့ဖွာရှက်တယ်။အနားမှာရှိနေကြတဲ့တပည့်တပန်းတွေကတော့သတင်းကြားပြီမို့လို့လိုအပ်တဲ့အစီရင်အဆောင်တွေလုပ်ဖို့အတွက်နေဆောင်ကနေအရှိုးရှိုးပြန်ပြီးတော့ထွက်သွားကြပါတယ်။ အချိန်က လားကွယ်ညာ12နာရီအဖို့တောင်ကျော်တစ်ချောင်းအကြတဲ့အောင်မကြရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေပြီးရေဆင်းတောက်တဲ့ဒေါကောင်ငယ်လေးတည်းရဲ့အော်မီဒန်တို့ချို့သာရံပန်းရက်ကထွက်ပေါ်လာခဲ့ပါတယ်ဒီလိုမှမိုက်တဲ့ညအချိန်ကမှပဲမေးလင်းရောင်တို့ချို့ဟာတောင်ကျော်တနေရာမှာထွက်ပေါ်လာတယ်ရာဇမတ်ကွက်တွေကိုစစ်စီရေခင်းထားတဲ့အုံဘွယ်ကရော့ဝဲတွေပေးထားတဲ့စီဝိုင်းလေမှာတော့တလန်တတရှိတဲ့ကျိန်တို့တလုံးကိုခိုင်းကလူတယောက်ဟာတမလီခွေထိုင်ပြီးတော့နေခဲ့ပါတယ် ရာဇမတ်စီးအပြင်မှာတော့အနေရောင်ဆေးနဲ့ဝိုင်းထားတဲ့ဆေးတခုရှိပြီးအထက်မှာတော့လူလေးရောက်ဟာအရက်လေးမျက်နှာကိုမျက်နှာမူပြီးတော့ထိုင်နေခဲ့ပါတယ်။ကဲအခုကစပြီးတော့အုပ်ဖို့တကြောကိုထိန်းချုပ်ပြီးတိုက်တကားကိုဖွင့်တော့မှမလို့စီဝိုင်းထဲကိုကျူးကျော်ဝင်ရောက်လာသူအလိုငရဲမိနဲ့ဟက်ခံရတယ်လို့ပူလောင်စေတာ။ရာဇမတ်ကွက်ထဲမှာထိုင်နေတဲ့လူကြီးဟာဘောဆာအာနာအပြစ်ပါတဲ့တန်နဲ့အမိန်ပြန်လိုက်ပြီးမြေပြင်ကိုကျဉ်လုံးနဲ့ရိုက်ချလိုက်ရာစီးပင်မကနေအလုံးအားကောင်းတဲ့ခုံးွက်တွေ ထွက်ပေါ်လာခဲ့တယ်။တိုက်ကိုစောင့်ကြနေကြတဲ့တိုက်ဆောင်ပုဂ္ဂိုလ်အခုချက်ချင်းကြုတ်ရှိကိုရောက်စေငါဆရာမိတ်အမိန်ပေးပြီးတော့မြေကြီးကိုအားကုန်ရိုက်တဲ့ချိန်မှာတော့ယာစမက်ကွက်လဲကနေမြေစာတွေဖွာကနေထွက်လာပြီးတော့ဒူးတစ်ပတ်ထောက်ဒူးတစ်ထောင်လဲထားပုံစံနဲ့ဘလူးတစ်ကောင်ထွက်ပေါ်လာတယ်။နင်ကတိုက်ဆောင်ဘလူးလားဟုတ်တယ်။ငါကတိုက်ဆောင်ဘလူးပဲ။ဒါဆိုကျိုးဆိုတဲ့အနေနဲ့ချီမန်ကိုလည်းလက်ဆောင်ပေးလိုက်မယ်။လာလေရော့ အတွေ့အကြုံရင်ကျက်နေတဲ့ဟန်တူတဲ့လူကြီးဟာတိုက်ဆောင်ဘလူးရဲ့ကိုကိုအသင်ကင်ထားတဲ့ချီမန်းကွန်းနဲ့ဆုတ်ချလိုက်ပြီးတော့ဟန်မပြက်ပဲပြန်ပြီးတော့ထိုင်နေခဲ့တယ်။ဟေးဒါဒါဘာလုပ်တာလဲ။ငါကဘာလို့အချုပ်ခံရတာလဲ။မင်းစီမှာတတ်တကားဖွင့်လို့ရတဲ့ဂါရာရှိတယ်ဆိုတာငါသိထားတယ်။အသားမနာချင်ရင်တတ်တကားကိုဖွင့်ပြီးတော့ယတနာတွေကိုယူထုတ်လာပေးစမ်း။ငါကိုယုံကြည်လို့အပ်ထားတာကို နေတို့အတွက်ဖွင့်ပေးစရာလား။နေတို့အဆွမ်းရှိရင် ချီမန်ကွင်းကိုဖြစ်ပေးလိုက်စမ်းတဲတတော်စကားများတဲ့ကောင်ပဲစကားကောင်းပြောမရရင်တော့အသားနာအောင်လုပ်ရမှာပဲတိုက်ဆရာဟာလက်ထဲမှာကင်ထားတဲ့ဂျိန်လုံးနဲ့ချီမန်ကွင်းကိုထိပြီးတော့ဂါထားတဲ့ဘုတ်ကိုအစမပြတ်ရွတ်အားဂျိုးကနေမိတော့တွေထွက်လာပြီးတော့တိုက်ဆောင်ဘလူးကိုကိုလောင်ကျွတ်มาတယ်ပူလိုက်တာမြာစောတို့မြာနှောင်းတို့နေတို့လွတ်အောင်ပြီးတော့တရကားပွင့်ရင်နေတို့ဒုက္ခရောက်လိမ့်မယ်တိုက်ဆောင်ဘလူးဟာနာနာချင်းချင်းအော်ချင်းမှာတော့တောင်ကျောတစ်ချောက်ကနေ ကြောင်းမဖွဲ့ကောင်းတဲ့တော်လဲတန်ကြီးထွက်ပေါ်လာပြီးတော့ဇပင်ဖားလာချတာနဲ့မိမနှင်းနဲ့တူတူပုံစိုးပန်းစိုးနန္ဒဘွားကောင်နဲ့အပြင်စိနာကိုရောက်လာခဲ့တယ်။အပြင်စိတွေမှာအသိယူထားကြတဲ့လူတွေကလည်းအရက်ရှိမျက်နှာကနေဝင်းရံထားတဲ့နန္ဒဘွားတွေကို ကြောက်ဟန်မပြဘဲနဲ့လက်ထဲမှာကင်ထားတဲ့စေးလုံးတွေကိုပုတ်သက်စကားရင်းနဲ့အခြေအနေကိုစောင့်ကြည့်တယ်။ထွက်ပြေးကြပါစို့။ဘာလို့ဝင်လာတာလဲ။ပြောရဆိုရခေါင်းမာတဲ့ကောင်မတွေကွာ။တိုက်ဆောင်ဘလို့ဟာစီးထဲမှာလူလိုက်နေနေနဲ့ မချစ်တဲ့ငရေရွာတိုက်ဆာကစိတ်ကျင်လုံးနဲ့သုံးချက်လောက်ဆင့်ရိုက်ပြီးတော့နေငုံနေအပေါင်းပါတွေပါဒုက္ခမရောက်စေချင်မှုဆိုရင်တိုက်တခါကိုဖွင့်စမ်းနားလိုက်တာပူလာကြီးရေမရိုက်ပါနဲ့ဖွင့်စုံဖွင့်ပေးပါမယ်ခိုးကောင်းမတွေနေတို့လည်းစီဝိုင်းတဲ့ကိုဝင်မလာနဲ့ပြေးကြတော့ပြေးကြတော့တိုက်ဆောင်ဘလူဟာနားချင်းစွာအော်ပြီးတော့တိုက်တခါကိုဖွင့်တဲ့ကာတာကိုရွတ်တဲ့ချိန်ဂျင်းဂျလင်းဆိုတဲ့တဟာဗလက်မကန်တောင်နေရန်ကနေထွက်ပေါ်လာခဲ့ပါတယ်နေရင်အပေါင်းပါတွေကို ယရနာပစ္စည်းတွေကိုယူဖို့ပြောစမ်းငါတို့အချိန်မရဘူးကိုး200ညအချိန်တွင်ယရနာတွေပေါမလိုက်တော့နေငောနေအပေါင်းပါတွေပါမိလောင်တိုက်တွင်ပြမယ်တိုက်ဆရာရဲ့စကားတန်ဆုံးမှာတော့အပြင်စီးမှာရှိနေတဲ့လူတွေရဲ့လက်ကနေအနည်းအောင်ဆေးလုံးတွေလွန်းထွက်လာပြီးတော့တိုက်ဆောင်ဘလူရဲ့အပေါင်းပါတချို့ကိုဖြစ်ကုန်နေတိုက်မှာရှိတဲ့ယန္နာအိုးကိုယူထုတ်စမ်းအမြန်လို့တိုက်ဆရာမြေပြင်ကိုတစ်ဖက်ဖက်ရိုက်လိုက်ရာချိန်မှန်ကွင်းထိထားတဲ့တိုက်ဆောင်ဘလူအပြင်ဆေးနီလုံးတွေထိထားတဲ့လူတွေပါ လှုပ်လှိမ့်ပြီးတော့ဟိတ်နေကြတယ်။ရလိုက်ပါတော့ရလိုက်ပါတော့ရန်နာအိုးကိုယူထုတ်ပေးမယ်။နေတို့လိုချင်တဲ့ရန်နာတွေယူလာပေးမယ်။ဘဲကိုယူပေးရမလဲပြော။စဲနေလုံမထိထားတဲ့မိမတယောက်တန်းကြောင့်တိုက်ဆရာကမဲပြုံးတစ်ချက်ပြုံးတယ်။ရာဝင်းအိုးလေးလုံးအဖြစ်ရန်နာတွေကို ယူလာပေးရင်တော့အဆင်ပြေမယ်။လိန်ညာလှည့်ပြရင်တော့ငါးချောင်းသိမယ်။အမြန်လို့ဒီလိုပြောလိုက်ရာစပင်းဖားလာချတာတဲ့မိမကြီးဟာ တိုက်စီးတဲ့ကိုတုတ်ခင်းကိုဝင်ရောက်သွားတယ်။မကြခင်မှာပဲရာဝင်အိုးနဲ့အပြေးထည့်ထားတဲ့ရန်ရာတွေကိုလက်တစ်ခုနဲ့တုံထုတ်လာပြီးတော့အပြင်စီးရှိမှချထားတယ်။နေခရီးတိုင်းပေးပြီးပြီးတိုက်ကလူတွေကိုပြန်လှုပ်ပေးတိုက်ဆရာရန်ရာတွေကိုကြည့်ပြီးအားရတဲ့မျက်နှာနဲ့ဟာပပရေမောတယ်။စိန်မုံတစ်စုံနဲ့ပတ်ဝန်းကျင်ကိုဖျက်လိုက်ရာတိုက်ဆောင်ဘလို့ပါဝင်နနာဘွားတွေအားလုံးအယုတ်ကျုပ်ပြက်ကိုလဲကျသွားတယ်။မကြခင်မှာအုပ်ဖို့တောင်းကြတဲ့ချောင်းရာဝင်အိုးချင်းထိတဲ့အတန်တွေတုံးလှဲပြီးကထွက်တဲ့အတန်တွေ စွစွနေရန်ထပ်ပေါ်လာခဲ့ပါတယ်။ဒီနေရာပဲမဟုတ်လားဆရာ။မောင်ကောင်းရဲ့မေးတဲ့ညောင်းအောင်မေတ္တာဟာပဝန်းကျင်ကိုအကဲခတ်တယ်။သူရှိနေတယ်မောင်ကောင်း။ဒါဆိုဘာကြောင့်ထွက်မလာလဲမသိဘူး။မောင်ကောင်းစကားတန်ဆုံးမှာတပည့်တပည့်နောက်ကနေလူသေးကောင်းလို့တောင့်တင်းနေတဲ့မိမတယောက်ဖြတ်ခန်းနေပေါ်လာတယ်။ဟော။မင်းရောက်လာပြီလား။ဒါနဲ့ခုနကဘာလို့ထွက်မလာတာလဲ။ဆရာတို့ဟုတ်မဟုတ်တေချာအောင်စောင့်ကြည့်နေလို့ပါ။ဒါဆို တိုက်ဆရာတွေလက်ထဲကိုပါသွားတဲ့ယန္တရာတွေကိုပြန်ယူပေးရမလားယန္တရာတွေကမြာစောတို့တခင်မလေးပိုင်တဲ့ပစ္စည်းတွေဖြစ်လို့ပြန်ရရင်လိုချင်ပါတယ်အဲ့တဲ့ပုံဖြစ်ချင်တာကတိုက်တူးတဲ့အဖွဲ့ကိုဖျက်ဆီးပေးချင်တာပါသူတို့ကြောင့်တိုက်ငယ်တွေအကုန်လုံးအပေါက်ခံရတယ်ဒီကောင်တွေကတိုက်ကရတဲ့ယန္တရာတွေကိုဘယ်နေရာမှာအသုံးပြုလဲဆိုတာအရင်သိအောင်လုပ်ရမယ်ကျွတ်တို့ကလည်းဒီလိုမတရားတာမြင်တော့လိုက်ပိုက်ပြီးတော့ကြည့်မနေနိုင်ဘူးတဲ့ရဲ့မူလနေရာကိုပြန်ပြီးစောင့်နေပါအเจ้าတို့ရဲ့ ကျွန်တော်ဆင့်ခေါ်လိုက်ပါမယ်။အောင်မြတ်သားစကားဆုံးမှာတော့ဇမင်ဖားလာချတာတဲ့မိမကြီးဟာအယုဒ္ဓေပြေးပြီးတော့အမောင်တူတဲကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။ဆရာဒီတိုက်တူးတဲ့ကောင်တွေကနည်းနည်းရရတော့မဟုတ်လားဘုနော်။နောက်ပြီးတော့သူတို့မှပါလာတဲ့လူ6ကောင်ရဲ့နောက်ချောင်းကိုလည်းသိဖို့လိုတယ်။ဒီကိစ္စကိုသိလောက်မဲ့လူတယောက်တော့ရှိတယ်ကွ။သူ့စီကိုတော့ရအောင်။အောင်မြတ်သားဟာအုပ်ဖို့တောင်ကျောင်းကိုလှမ်းကြည့်လိုက်ပြီးတော့လူသွားလမ်းတိုင်းမှာထွက်လာခဲ့တယ်။အတန်ကြာသွားပြီးချိန်မှာတော့ အုပ်ဖို့တောင်ကျောင်းနဲ့တဆက်တည်းဖြစ်နေတဲ့မလွန်းတောင်ကျေကိုရောက်လာတယ်။တောင်ကျေကိုရောက်တော့ညအတော်နဲ့နေပြီမလို့တက္ကသိုလ်သမားတွေယာယီတုံးပြတဲ့တိုင်းတလုံးကိုယူပြီးတော့ခဏနားယူတယ်။မောင်ကောင်ကတော့တက်ရောက်ချီကမြေကွက်လမ်းမှာမိဖို့ပြီးတော့အချမ်းတက်တက်တအောင်စီမံနေတဲ့အချိန်တရွတ်၆တွေကိုနင်းနေတဲ့အတန်းနဲ့တူတူမျက်လုံးပြပြအရင်ပြပြနဲ့လူတယောက်ထွက်ပေါ်လာတယ်။ဟေးမင်းကဘာလုပ်လဲ။မောင်ကောင်ရဲ့ဟင်းဟောက်တဲ့ညောင်းအရင်ပြပြနဲ့လူဟာရှေ့ကိုဆက်မတိုးပဲရက်နေရ။ သူ့ကိုငါခေါ်ထားတာအန်တရဲ့ပြိမဲ့သူမဟုတ်ဘူးအောင်မြတာစကားကြောင့်မောင်ကောင်းလဲမတ်တက်ရက်နေရကနေပြန်ထိုင်ပြီးတော့ထိုင်းကြတဲ့ချုပ်ကိုမိဘုံတွေကိုပြစ်ထက်တယ်တင်ကတိုးဆောင်ကြီးတန်ခဲရဲ့တပြိလားဟုတ်တယ်မင်းကဒီတောင်ကျောင်းနဲ့ဆက်ဆက်သမျှကို နှစ်နှစ်ဆက်ဆက်သိတယ်အဖိုးတန်ငယ်စကားပါထားဘူးလေဒါကြောင့်မင်းကိုခေါ်လိုက်တာဘာသိချင်လို့ခေါ်တာလဲပြောပါလူရင်းတို့ရှင်ပြောနေတဲ့ပုံစံကြောင့်အောင်မြတာအနေနဲ့ပြောလိုက်ပြီးတော့အုပ်ဖို့တောင်ကျောင်းကတိုက်ကို တူးသွားတဲ့အဖွဲ့ကဘယ်ရက်ဖက်ကိုတတ်သွားလဲမင်းသိလားလူကြောက်ရွှေမင်းသားတဲ့အဖွဲ့ကိုပြောတာဖြစ်မယ်အဲဟုတ်တယ်အဲ့ဒီအဖွဲ့ပဲဒါနဲ့မင်းကသူ့ကိုသိလို့လားရွှေမင်းသားတိုက်ကလာလို့ရွှေမင်းသားလို့ခေါ်တာပါဟေးဒီလူကြောက်ကတိုက်ကလာတာပဲလားဟုတ်တယ်ရွှေမင်းသားတိုက်ဆိုတာပုတ်ကလေးကတိုက်တခုပဲအခုသူကလူဘွားကိုလူကြောက်ဘွားနဲ့လာပြီးတော့တခြားတိုက်တွေမှာရှိတဲ့ယန္တရာတွေကိုသူ့တိုက်စီကိုပြောင်းထက်နေတာဒါဆိုဒီလူကြောက်တို့အဖွဲ့ ဘယ်ရက်မှအခြေချလဲသိလားသူတို့လာရင်ကျူပန်းမျိုးဘက်ကနေပဲလာတာများတယ်ဒါကြောင့်ကျူပန်းမျိုးမှာပဲရှားကြည့်ပါကျေးဇူးတင်တယ်အရှိကြီးအဖိုးကိုလည်းပြောလိုက်ရောအပြားမှလာတွေ့မယ်လို့အေးပါတိတ်ချပေါက်ပြောလိုက်မယ်အဖိုးတန်ငယ်တပြီပြန်ထွက်သွားချိန်မှာတော့မောင်ကောင်းကအနားကပ်လာပြီးတော့ဒီကောင်စကားပြောတာဘလို့ကြီးလဲအချိုးကိုမပြေဘူးနော်သူကဒီလိုပဲပြောတတ်တာစိတ်ထဲမှာထားနေဒါနဲ့လေသူကဘာကြောင့်အကုန်သိနေရတာလဲ အဖိုးတန်ငယ်ပြပြတာကတော့မသိခင်နိုင်ပိုင်းလောက်လုံမှာလမ်းမနေတဲ့မဲမမြင်ဖွားဟုတ်တယောက်ကိုကိုကြီးပေးခဲ့တာကြောင့်ဒီဘွားမှာသူနေထိုင်ရဲ့နေမြေအတွင်းမှာဖြစ်တဲ့ကိစ္စတွေကိုမြင်နိုင်ကြားနိုင်တယ်လို့ပြောဘူးတယ်။ဒါဆိုကျွန်တော်တို့ကကျူပန်းမျိုးကိုအရင်သွားရမှာလားဆရာ။မျိုးကိုအရင်တက်ပြီးတော့စုံစမ်းကြည့်မယ်။သူတို့နဲ့ရင်ဆိုင်ဖြစ်ခဲ့ရင်တော့ပညာစောနေတဲ့ကျူပန်းဆိုင်ရာတိုက်ခိုက်မှုကိုသတိထားမယ်။ဟုတ်ကဲ့ပါဆရာ။ကျွန်တော်သတိထားပါမယ်။အောင်မြတ်တာတို့လည်းတရင်ဆန်းနာရပြီမို့လို့ လူယူခံရတဲ့ပစ္စည်းတွေကိုပြန်လည်သိမ်းယူဖို့မနက်အောင်တက်တာနဲ့ကျုပ်ပန်းမြို့ကိုထွက်လာခဲ့တယ်။ဟင်းသိမ်းဟင်းရွက်တွေကလက်ဆက်တယ်နော်။ဟုတ်တယ်ကြီး။အိမ်ကျက်လက်လက်ဆက်ဆက်လေးတွေအားပေးပါအောင်လား။ချောင်းကားတွေလည်းရတယ်နော်။ကြိုက်မှဝယ်။မကြိုက်ရင်ကြောသွားလဲစိတ်မစိုးတတ်ဘူး။ဈေးတရာတုတ်ထန်ကအပြိုင်ဆိုင်။အော်ဟစ်ဈေးရောင်းနေတဲ့နေရာကိုအညိုရောင်းလဲကတုံးလက်ရှိဝတ်ထားတဲ့လူနဲ့ဝင်လာတယ်။ဆရာဘောင်းငွေတပည့်တွေပါလား။ဘာများလိုချင်လို့လဲ။ အောင်တင်ငွေပြောသည်ရောင်းတဲ့ဒေါ်လာမေကထိုင်နေရာကနေကမန်ကန်ထပြီးတော့လော့ကုတ်ချော်တယ်။ရွှေငပြောဖိအလှတွေရှိလာပြ။ဒီနေ့ကပွဲပြင်နေရဲဆိုတော့ဆရာကြီးကရွှေငပြောဖိတွေအဖိနှစ်ဆလာဝယ်ဖို့အတွက်မှားလိုက်လို့ပါ။ရှိပါတော့ရှိပါ။မနေ့ကမှခေါင်းသေးတွေဝင်ထတာ။တိတ်ချရွေးပြီးတော့ထည့်ပေးလိုက်မယ်။ဒါနဲ့ပွဲအောင်လေးဝဲပါတပြေးမေးပါ။ကြမွေးတန်းပါတဲ့အလုံးမဲ့ထည့်ပေးခဏနေပြန်လာယူမယ်။လေကရုံးဝတ်ထားတဲ့လူနည်းဟာအောင်တင်ရောင်းတဲ့ဆိုင်ကနေထွက်သွားပြီးတော့ ်10မိနစ်လောက်မကြာခင်ပြန်ရောက်လာတယ်။ပြီးတော့မပြောသေးနဲ့အုံသေးထက်ထားတဲ့ချင်းကိုမနိုင်တတိုင်မှပြီးတော့တဲ့သွားခဲ့တယ်။ဒီနေ့ကထူးထူးစန်းစန်းပွဲတွေဘာတွေပြင်လို့ပါလား။ဘာရေးထူးလဲတော့မသိဘူး။မင်းမသိဘူးလားကွာ။ဆရာကြီးတို့လောက်ကိစ္စအောင်မြင်လို့ရွှေမင်းသားကိုပွဲပေးမှလေ။ဟုတ်လား။ဒါဆိုငါတို့တွေ့လေမုံဘိုးရပြီပေါ့။မုံဘိုးရတာမရတာတထား။ရွှေမင်းသားကိုပွဲပေးတဲ့နေ့ဆိုရင်ပတ်စံရှိလူတန်းသားတွေအများဆုံးလာတယ်။သူတို့ခိုင်းနဲ့လောက်ပေးတာနဲ့တင် ငါတို့တော့ခိုင်နေကွ။နှစ်ယောက်သားဝန်သားအာရပြောပြီးထွက်သွားတဲ့ချိန်မှာတော့ဈေးရှိစိုက်ကားကိတ်အပြက်နားကနေလူနေရထွက်လာတယ်။ဆရာဆရာပြောတာအမှန်ပဲ။ဒီကောင်းနေလို့အောင်မြင်တော့ကတော့ဝယ်ပေးကြပြီ။ငါအထင်ပြောရရင်တော့အခုသွားနေတဲ့အိမ်ကမြို့ပေါ်မှာဟန်ပြနေတဲ့နေရာလို့ထင်နေ။ဘာပဲဖြစ်ဖြစ်သူတို့နောက်ကမရောက်မလဲလိုက်ပြီးတော့သွားကြည့်ရအောင်။အောင်မြတ်သားတို့လည်းဈေးလာဝတဲ့သူတွေနောက်ကိုလိုက်သွားကြည့်ရအောင်။အတန်တဲ့ကြီးမားတဲ့ပြင်းထန်တဲ့လုံးရှိမှာ ရွေးဖြစ်တဲ့ထိုးပြီးတော့ကရုံးဘွဲတွေတင်ထားတာတွေ့ရတယ်။ရွေးဖြစ်တဲ့အတွင်းမှာတော့လူကြီးတယောက်ဟာငံကဘွက်တောင်ဝဲကိုကမ်းပြီးစီမံညွှန်ကြားနေတာတွေ့ရတယ်။အိမ်ကိုတည်ရပြီဆိုတော့လူရှင်းတဲ့အချိန်မှာထပ်ပြီးလာမယ်။အခုတော့ခဏတော့လှုပ်ထားပြလိုက်။အမေသားတို့လည်းလမ်းတနည်းကိုမှတ်ထားပြီးတော့မြို့လေကောင်မှာရှိတဲ့စေတီကိုပြန်လာတယ်။စေတီပေါ်ရောက်တော့ဝဲဆင်ထားတဲ့ဝဲစားဟောင်းတွေကိုယောဂီအင်ဂျင်နဲ့ပြန်လဲပြီးတရားအထုတ်ဖို့လူရှင်းတဲ့နေရာကိုထွက်လာတယ်။ဒီနေ့ဆောင်ချိန်ရောက်လို့မောင်ကောင်းတရားဖြုတ်ပြီးတဲ့အချိန်မှာတော့ ဆရာဖြစ်သူကမပြီးသေးတာကြောင့်ဇေတီပပက်လေးကိုလှဲ့ပတ်ကြည့်နေတဲ့ချိန်ငကပန်းတောင်ဝင်းချောင်းကိုကန်ပြီးတော့ဖျားပေါ်တက်လာတဲ့လူကြီးတယောက်ကိုမြင်ရတယ်။သူ့နောက်မှာတော့အပေါ်ဖြူအောက်ဖြူရောကိုဝေထားတဲ့လူနှစ်ယောက်ဟာခလန်းလန်းကနေလိုက်ပါလာတယ်။မောင်ကောင်းလည်းဒီလူကိုမြင်တော့ချက်ချင်းဆိုတယ်လို့မှတ်မိသွားပြီးဇင်းကြံရှောင်းနေတဲ့ဟန်နဲ့အခြေချီကိုကက်ခတ်တယ်။ခဏကြာတော့ငကပတ်တောင်ဝင်းကန်တဲ့လူဟာစနေတော့မှရက်ပြီးအင်းစမတစ်ချက်ပေါ်မှာဆေးဖြောင်းနိုင်ထုံပြီးထွက်သွားတယ်။မောင်ကောင်းကလည်း သူတို့ဘာတွေဆက်လုပ်ကြမလဲဆိုတာသိကျင်တဲ့စိတ်နဲ့အနောက်ကနေမသိမသားလေးလိုက်သွားရာဇေဒီရဲ့နောက်ဘက်တောဆက်နာလေးရောက်ရောအရှိကသွားနေသူတွေအကုန်လုံးရုတ်တရက်ပြောက်သွားတယ်။ဟင်ခုနကနေဒီနောက်မှာတွေ့တာမရောက်သွားကြပါလေ။မောင်ကောင်းတဲ့တကူလဲရေရုပ်ပြီးတော့ဘေးဆက်ခြုံတွေထူပေါင်းနေတဲ့နေရာတစ်ခုရောက်မှာဦးကောင်းနှုတ်ကမာကြောတဲ့ຢာတစ်ခုလာထိမှန်တာသိရပြီးတော့အရရဟာ အမောင်ဖုံးသွားခဲ့ပါတယ်။အာနောက်ဆေးကတဆက်ဆက်ကိုက်နေတာကိုလက်နဲ့ဖိလို့ မျက်လုံးကိုဖွင့်ကြည့်အောင်ဟောင်းနှန်းဆွေးမြင့်နေတဲ့အင်တယ်ဂျီတစ်ခုကိုမြင်ရတယ်။သူ့ရှိမှာတော့တိန်ကလေးတိုင်းတစ်လုံးပေါ်မှာတင်မလွဲထိုင်ပြီးသူ့ကိုစူးစိုက်ပြီးကြည့်နေတဲ့လူတစ်ယောက်။မင်းဘယ်သူလဲ။ဘာကြောင့်ငါတို့နောက်ကို လိုက်ကြည့်တာလဲ။ကလေးတိုင်းပေါ်မှာထိုင်နေတဲ့လူရဲ့စကားသံကြောင့်မောင်ကောင်းတဲ့မျက်လုံးကိုပုတ်ပြီးတော့ကြည့်လိုက်ရ။ဇေဒီပေါ်မှာမြင်ခဲ့ရတဲ့သူဖြစ်နေကြတယ်။စိတ်ထဲမှာထိုးစနဲ့ထိန်လို့လိုက်ကြည့်တာ။တခြားဘာမှတော့မရှိဘူး။ဖြောင်းဆိုတဲ့တန်တဲ့တူတူ ရုတ်တရက်မှမောင်ကောင်းမယိုးတခုလုံးထုတ်ပို့သွားခဲ့တယ်။လူကနောက်ကိုလမ်းကျသွားတယ်။ခြေထောက်နှစ်ဖက်ကိုအလုံးခိုင်းမာတဲ့ကျုံနဲ့တုပ်ထားတဲ့အတွက်ရုတ်တရက်မထနိုင်ဖြစ်နေတဲ့ချိန်ဘေးမှာရက်နေလူတယောက်ဟာကိုဘိုးကဆွဲတင်လိုက်ပြီးတော့မင်းကဘယ်ခိုင်းကလဲဝိပုံစားပုံရခိုင်းကနာတခုကပဲဖြစ်ရမယ်။သိတော့ရောခမရတို့ကဘာလို့လို့ရမှာလဲမကြခင်ခမရလို့လှူထားတာတွေအကုန်ပြန်ပေးဆက်ရမှာမောင်ကောင်းကငကိုတဲကအကြောတင်းသူမို့လို့နှကန်းထောက်မှာပေးနေတဲ့သွေးစားတွေကိုလက်ခုံနဲ့တုပ်ပြီးတော့ မခန့်တဲ့မျက်လုံးနဲ့စိုက်ကြည့်တယ်။ဆရာကြီးဒီကောင်ကိုဘယ်လိုလုပ်ရမလဲ။ငါတို့လောက်ကသူတို့ဘာတက်ကိုတက်လို့မရဘူးလေ။ဒါကြောင့်စိုးကြီးစီမှာပဲအပ်ထားလိုက်။ဟုတ်ကဲ့ပါဆရာ။ဟဲ့ကောင်ထဆန်။ဘိမရှိတဲ့လူကမောင်ကောင်းကိုခက်ချင်ချင်ဆွဲထုတ်ပြီးတော့မိကျောကိုလက်ဝဲဆောင်နဲ့ခုတ်တာဒုတိယကျိန်တတိလက်သွားတယ်။ဇေဒီရောရဲ့ထီတော်မှာလှုပ်ထမ်းထားတဲ့ခေါင်းရည်တွေကနှလုံးကသာအဆက်မပြတ်လှုပ်ရမ်းနေကြအောင်အောင်မြတ်တာမျက်လုံးတွေဖွင့်ပြီးပတ်ဝန်းကျင်ကိုကက်ခတ်ရာ ခေါင်းလောင်းတောင်တောင်မှာငုတ်တုတ်ထိုင်နေတဲ့ဆက်ကြောတက်ကလေးတယောက်ကိုမြင်လိုက်ရတယ်။အဲ့ဒီကလေးဟာအောင်မြတ်တာတရားဖြုတ်တာမြင်တော့အလောကြီးပြေးလာတယ်။ဆရာတပည့်ကိုသူတို့တွေဖမ်းသွားကြပြီ။အခုအချိန်မီလိုက်မသွားရင်တော့အသက်အန္တရာယ်ရှိတယ်။သူတို့ဆိုတာရွှေမင်းသားအဖွဲ့ကလူတွေကိုပြောတာလား။ဟုတ်တယ်ဆရာ။သူတို့ရဲ့တပည့်တွေကအကုန်လက်ရဲဆက်ရဲတွေပဲ။အခုချက်ချင်းလိုက်တော့မှရမှာ။သူတို့ကဘယ်ကိုခေါ်သွားကြလဲမြင်မိလား။ဘယ်ကိုခေါ်သွားလဲဆိုတာမသိဘူးဆရာ။ဖမ်းသွားတာကတော့သိကြတယ်။ အမေသားလည်းချက်ချင်းဆွတ်တယ်လို့လွယ်အိတ်ကိုကောက်လဲကဇေဒီဘော်ကနေဆင်လာတယ်။ဇေဒီအောက်ကိုရောက်တော့လွယ်အိတ်ထဲမှာပါတဲ့ချီယာကောက်အင်းကိုထုတ်လို့လေဘော်ပြစ်တင်ရာဘယ်ကနေရောက်လာမှမသိတဲ့ငှက်တော်တကောင်ကအင်းချက်ကိုတုတ်ချီကမြောင်းချက်ကိုပြန်ထွက်သွားတယ်။အမေသားလည်းငှက်တော်ပြန်ထွက်သွားတဲ့နောက်ကိုခတ်တုတ်တုတ်လိုက်သွားရာမျိုးပြင်းတနေရောက်မှာတော့အင်းစော်ရဲကိုကိုက်ချီထားတဲ့ငှက်တော်ဟာအမဲပေါ်တယ်ဆိုတဲ့ဆိုင်းပုတ်ပုံမှာနားနေတာကိုမြင်ရတယ်။ကောင်းလေမင်းလည်းပြန်မှန်းသွားပြီ။ ဒီလောက်ဆိုတာဝန်ကြီးတယ်ဒီလိုပြောလိုက်တော့ငှက်တော်လေးကအန်ဆာရဲကိုပြချကလာလန်းတိုင်းပြန်ထွက်သွားတယ်အဲ့ဒီချိန်တားတက်ယုံနေကနေနာကျင်စွာအော်တဲ့တန်ကိုကြားလိုက်ရတယ်မောင်ကောင်အောင်မက်တာလေအတန်ကြားတဲ့ဘက်ကိုတောင်းဝင်သွားပြီးကြည့်အောင်ရေဝါမှာဒါတလန်နဲ့သွေးပွက်ပွက်အာနေတဲ့ပြည်ပြည်သူကိုစိတ်မချမ်းမြေ့စွာမြင်ရတယ်ဟေးမင်းကဘာလုပ်လဲအပေါ်ပိုင်းဗလာကျင်းနိုင်လူတယောက်ဟာတားတက်တဲ့မြောင်ကိုကန်ပြီးတော့အောင်မက်တာစီဝင်လာတယ်မင်းကလူမဟုတ်ရလား မင်းကကြောက်ရွံ့တဲ့ဖြစ်နေပြီးမင်းရဲ့ကိုယ်ခန္ဓာကလှုပ်လို့မရတော့ဘူးလက်ချောင်းတွေကစတဖြည်းဖြည်းလေးလံလာပြီးတော့ဒီလိုပြောလိုက်ရာဓမြောင်ကင်ထားတဲ့လူရဲ့တငယ်အင်းကဖြည်းဖြည်းကျင်းလာပြီးကြောက်ရွံ့တဲ့လူငြိမ်သက်သွားတယ်မောင်ကောင်သတိထားစမ်းအောင်မေတ္တာလည်းကြားနေတဲ့ဒီပြည့်ဖြစ်သူကိုဝှေ့ထုတ်ပြီးတော့သွေးကုန်လုံးကိုစမ်းကြည့်ရာအယံကိုသိမ့်မိတဲ့သွေးကြောတစ်ခုကိုစမ်းမိခဲ့တယ်ဒုက္ခပဲအချိန်နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့တိတ်သွားလိုက်မယ်မတတ်နိုင်ဘူးဆရာသခင်ရဲ့အကူအညီကိုတော့ဂျူမရတော့မှာ ။အောင်မဲကလည်းစိတ်ထဲကနေတောင်းတလိုက်ရာမောင်ကောင်းရဲ့ကိုခနာဟာလေးဘော်ကိုဖြည်းဖြည်းကြောက်တက်လာပြီးတော့နားထဲမှာတော့လူလေးစိတ်ကိုတင်ညောင်းထားရဲရင်နဲ့စစ်သူကြီးတယောက်ဟာကိုယ့်ရဲ့သွေးသားရင်တည်ဆုံးတာတောင်မှတိုက်ပွဲကိုနိုင်အောင်တိုက်နေတယ်။ဒါကြောင့်လုံလက်ဆလုပ်ကိုပြပြောင်းလုပ်ပါဒီကလေးရဲ့ခနာကိုကိုစိုးရင်ပူပန်ခြင်းမပြုနဲ့အမှုတွေပြပြတဲ့ခါမှာတော့တလင်းကြက်ကူတွေကိုပြန်လာခဲ့ပါဒေးတန်ကိုကြားလိုက်ရတယ်။မကြခင်ချိန်မှာတော့မောင်ကောင်းရဲ့ကိုခနာဟာလေထဲမှာနေမှုံသွားပြီးပျောက်ကွယ်သွားလို့ ရင်ဝမ်းမှာစိုက်နေတဲ့ဓမြောင်တစ်ချောင်းသာကြံ့ခဲ့တယ်။ညဟာနတ်တရံနဲ့လာတယ်။ကနာပွဲရဲ့စိုင်းတဲ့ကလည်းကြံ့တက်လာတယ်။ကနာပွဲပပက်လည်းမှာတော့စုပြုံတိုးဝှင့်နေကြတဲ့ပရိသတ်တွေကလည်းကြည်ကြည်တူစီကားလာတယ်။အဲ့ဒီချိန်တုတ်တန်တချို့ကိုအပိုင်ဆိုးရထားတဲ့မဖွဲဝါကိုပိန့်ဖိတ်မှဖြစ်လို့ကြောက်တဲ့သူတွေဝိုင်းကနေနောက်ဆုတ်ပေးပါ။ဒီတခါပိန့်ဖိတ်မဲ့သူကတော့ပွဲကြည့်ပရိသတ်တွေကနေရွေးချယ်ပူကတ်မှဖြစ်တယ်။မဖွဲဝါဝင်လာတဲ့ခါမှာတော့ထမင်းကိုစောက်ထိုးပြင်ဝတ်တက်တာကြောင့်ထိန်ပိမဲ့သူတွေက သတိထားပေးကြဖို့အသေးပေးအပ်ပါဆိုတဲ့အထံထွက်ပေါ်လာတယ်။မကြခင်မှာဆိုင်ဝန်းစီကနေနတ်ဒိုးတန်ကမြန်မြန်တီးလိုက်ရာလူအုပ်ထဲမှာကြည့်နေတဲ့ main clip တယောက်ဟာအန်ကိုကြိတ်လို့ဝိုင်းနေကိုခုံဝင်လာတယ်။ဘေးကမိမတွေကလည်းအသိင်ပြင်ထားတဲ့အတိုင်းပဲဝင်ပိုးနေတဲ့ main clip ပဲပတ်လေကိုအပြင်လူတွေမမြင်အောင်ကားလိုက်ပြီးတော့အသိင်ပြင်ထားတဲ့အမဲသားအစိမ့်ပကံကိုဆက်ဖို့ယူလာတယ်။မဖဲဝါဝင်ပိုးနေတဲ့ main clip ကလည်းအမဲသားအစိမ့်ပကံကိုအငမ်းမြဆွဲယူကလူပုံလေးစောင်းချောင်းထိုင်စားပြီးတော့ချုပ်တဲ့ရက်တယ်။အမလီ အသားစိတ်နေဘာလို့စားနေရလဲဟမ်ဒီလိုပြောပြီးတော့ထိုးအာမလေးရောဒီအဖြစ်ကိုမြင်တော့ကနာပွဲလယ်မှာမိမ့်မိန်ကြီးထိုင်နေတဲ့လူကြီးဟာချက်ချင်းထလာပြီးတော့ပရိသတ်ထဲကိုလိုက်ကြည့်ရာယောဂီအင်ဂျင်ဝင်ပြီးတော့လက်ပိုက်ရက်နေတဲ့အောင်မြတ်တာကိုမြင်သွားတယ်ဒါပေမဲ့ပွဲကြီးပရိသတ်တွေလည်းမမလို့ဟန်မပြတ်နေပြီးတတိပြန်လာတဲ့မိန်းကလေးကိုရေမန်းနေပတ်ပေးနေတဲ့အချိန်အလူတော်မှလူကျော်ဖြစ်နေတဲ့ဆရာကြီးဆိုတာခမရလားဆိုတဲ့အတန်ထွက်ပေါ်လာတယ်ရုတ်တရက်ထွက်လာတဲ့အတန်ကြောင့် ပွဲစင်တဲ့သူဟာမင်းဘယ်လိုလဲဘာကြောင့်ငါ့လောက်ကိုနှောက်ရတာလဲမင်းတို့ကလူများရှိမှာတော့ဟဲ့ကြီးဟန်ကြီးနဲ့တုံးတယ်ဆီအောင်ပွဲကိုခံထားပေမဲ့တကယ်စင်ရင်ကခွေးတက်တောင်မှနိုင်ကြတယ်ဆိုတာတသက်ပြကြင်လို့လာခဲ့တာပြိတ္တတွေကလည်းထူးဆန်းမလို့အရင်ကားတဲ့စိတ်ဝင်စားလာကြပြီးငြင်းငြင်းတက်တက်ပဲစောင့်ကြည့်နေကြတယ်ဆရာကြီးဒီလူကိုဆွဲထုတ်လိုက်ရမလားလူတွေကြားထဲမှာဒီလိုလုပ်ရင်တော့တို့ကိုအထင်သေးကုန်လိမ့်မယ်တင်ကြတော့ငင်းပါလဲငါပါလဲဆိုတော့ ြရသေးတာပေါ့။ငေါမြတ်ကလည်းကေတရသာချင်းသေးတကောင်လို့ရဲရဲနဲ့ဟန်နေပဲကနာပွဲတစ်ခုလုံးကိုခြုံကျင်လိုက်ရာဘွေးလေကခုံလို့တစ်ခုမှဆလိတ်ဖွာပြီးထန်နေတဲ့ခက်ချောချောလူတယောက်ရဲ့ပုံရင်းကိုမြင်ရတယ်။သူ့ဘေးမှာတော့မှန်စီရွှေချတာတဲ့လူကြောက်တက်တာရှိတာတွေ့ရတယ်။ဒီညတော့အစင်တက်လိုက်တာအဆောင်ကျန်နေပါတဲ့တိုက်တွေကိုလမ်းပြတုခိုင်းတဲ့ကောင်လည်းရှိတယ်။ကဲလူပုံလည်းတင်းနေကြုတ်ဘသူသားလည်းစမ်းကြည့်အောင်။ဒါဆိုတင်းဘယ်လိုလုပ်ချင်လဲ။ပေါ်ကြည့်ပြိတက်ကောင်ရော။ ဘောင်ငွေရဲ့ဆွမ်းကိုကြည့်ကျင်လားကြည့်ကျင်နေပြကြည့်ကျင်နေဆရာကြီးဘောင်ငွေဘလောက်ဆွမ်းလဲဆိုတာပြက်လိုက်စမ်းပါဒီလူစိတ်နောက်ထပ်ချင်မချရအောင်ပညာဆွမ်းပြက်လိုက်စမ်းပါလူအုပ်ကြီးရဲ့အားပေးတဲ့ညောင်းဦးဘောင်ငွေအားတက်သွားပြီးတော့ရှေ့ကိုထွက်လာတယ်ကောင်းပြီလေတင်အခုချင်းကစပြီးတော့ကြိုက်တဲ့ပုံကိုခေါ်သွင်းဆန်ဖျားကိုပြားစီးကရင်ကျုပ်ဒူးထောက်ပြီးအရှုံးပေးမယ်ကြိုက်ပြီလေဗျာကဲရွာစားရှမ်းတို့တွေတလုံးချင်းတီးပြစမ်းဦးဘောင်ငွေစကားကြောင့်ဆိုင်းဆရာကရှမ်းတို့ကိုတလုံးချင်းတီးခတ်တဲ့ချိန် အောင်မေတ္တာကစိတ်တကနေဒီဝိုင်းထဲကိုဘယ်ပုဂ္ဂိုလ်မှဝင်ရောက်ပိုးကပ်ခြင်းမရှိသေးရအထက်ဆရာကြီးတွေအမိတ်ငါအောင်မေတ္တာအမိတ်လို့ရရွတ်ပြီးတော့လက်ပိုက်ကြည့်နေကြတယ်ရှန်တို့တန်ကမြန်လာလေးပရိသတ်ကလည်းဘယ်နေရာကလည်းဝင်ဘူးလားမလဲဆိုပြီးကြည့်နေပေမဲ့ဘယ်သူမှဝင်ရောက်ပိုးကပ်ခြင်းမရှိတဲ့အတွက်ဥပုံငွေပေါ်ဘယ်လိုလဲဆိုတဲ့မျိုးလုံးနဲ့ကြည့်လာတယ်ဒီချိန်မှာဥပုံငွေရဲ့တပည့်တယောက်ဟာရှန်တိုင်းကွက်နေနေဟန်နဲ့ပွဲကနေကိုဝင်ရောက်လာတယ်ပရိသတ်တွေအကုန်လုံးဟောကနေအော်ပြီးတော့အားပေးတယ် ်အမေတာကတော့ဝင်ပူးတဲ့သူကိုကြည့်ပြီးခဏတည်းတည်းပြုံးကကနားစင်ပေါ်မှာတင်ထားတဲ့နတ်သားကိုဆွဲယူတယ်။ဒီလူကလူပူးတာလားပုပ်ကိုပူးတာသိအောင်လို့ဒေတာနဲ့ဖိုက်ကို ထိုးပြခိုင်းမယ်။အပေါ်အင်းကြီးကိုချက်လိုက်ပါ။အမေတာစကားကြောင့်ဥပုံငွေမျက်စိမျက်နှာပြတ်သွားတယ်။ဒါပေမဲ့ဟမ်းမပြတ်ထိမိတော့ဝင်ပူးနေတဲ့တပည့်ဖြစ်သူရဲ့အပေါ်အင်းကြီးကိုချက်ပေးတယ်။ယော့ဒေတာနဲ့ဖိုက်ကိုထိုးစမ်း။ဘိုင်းမပတ်ဝင်နဲ့ဓာတ်ကောက်သွားရင်တော့ဒီဘွားရဲ့အရှုံကိုလက်ခံမယ်။အမေတာဟာ ဝင်ပိုးနေတဲ့သူရဲ့လက်ထဲကိုငှက်ကြီးတောင်ဓာတ်ကိုထိုးပစ်လိုက်ပြီမဲ့ပိုးနေတဲ့သူဟာမယူရဲပဲနဲ့အနောက်ကိုဆုတ်သွားတာမြင်ရတယ်။ဟာဒီကောင်ငါတို့ကိုစော်ကားတာပဲ။ဝိုင်းပြင်ကိုထောက်လိုက်စမ်း။ဥပုံငွေစကားကြောင့်အနာမှရှိတဲ့တပည့်တွေဟာအောင်မေတ္တာကိုဆွဲထုတ်ဖို့အနာကက်လာတဲ့ချိန်ဝဲခင်းထဲမှာရှိတဲ့လူတယောက်ရှေ့ကိုထွက်လာတယ်။ဆရာကြီးဒီလိုလုပ်တာကိုကျုပ်လက်မခံဘူး။ပညာပြိုင်နေဆိုတာဒီလိုလုပ်လို့မရဘူးလေ။အခုတော့မတရားလုပ်ရင်တော့ကျုပ်လက်သင့်ခံမှာမဟုတ်ဘူး။ဒါတော့ဟုတ်တယ် လူအားကိုနဲ့လောက်တာလက်မခံနိုင်ဘူးပရိသတ်တွေဟာဟုံငနေပဲတရားတော်ပေါ့ပြောရတဲ့အတွက်ဥပုံဝင်နောက်ကိုဆောက်သွားတယ်ဟုတ်ပြီဟုတ်ပြီတိန်တို့ပြောတဲ့အတိုင်းဖြစ်စီရမယ်အခုကျုပ်တပီကပညာဆန္ဒကိုလက်မခံနိုင်ဘူးထားပါတော့ဒီတစ်ခါကျုပ်လည်းကြမ်းသေးတယ်မှန်တာပေါ့တိန်အလှည့်ကြမ်းသေးတယ်ဒါဆိုပူကက်ကြီးအောင်ဆောင်းနေရဲ့တိန်လူကိုစေးပြင်ထုတ်လိုက်အောင်မဲတာစကားကြောင့်ဥပုံဝင်ကသူ့တပီကိုအပြင်ကိုထုတ်တယ်ဒီတစ်ခါခမားလှည့်ပဲကျုပ်လည်းခမားနေတိုင်းပဲလုပ်မယ်ဒီလိုပြောကတော့ သူ့ရဲ့လက်အောက်ခံဂိုင်းပုတ်ကိုတွေကိုကနာပွဲအတွင်းပြင်မှာ အဆောင်ချတာတယ်။ကဲဒါဆိုကျုပ်စပြီနော်။အောင်မြတ်တာကပြောပြတာနဲ့ဆေးချတာတဲ့ပုံကိုတွေကိုတိုင်းကတကောင်လို့ဆူချတဲ့အကြည့်နဲ့လှက်ပတ်ကြည့်အောင်။ဘသူမှမနေရဘဲနဲ့ခြေဥတရာကိုထွက်ပြေးတယ်။ဒီချိန်မှာပဲရွှေမင်းသားလို့ခေါ်တဲ့လူเจ้าဟာထိုင်နေရကနေထပြေးဖို့လို့ပြေးမရအောင်ဆံရကချုပ်ထားစမ်း။စိတ်တွေကနေအမိန်ပေးလိုက်ရ။ခုံမော်ကပဲကြိုးအထက်ထက်နဲ့ရစ်ပတ်ထားလို့လှုပ်မရဖြစ်သွားတယ်။ ဒီပြပတ်တွေကိုဥပုံွယ်တရားမသိရှိဘဲနဲ့သူ့ကိုယ်သူအဟုတ်ကြီးထင်နေရ။ကဲကျုပ်စပြီနော်။ပရိသတ်တွေအနောက်ကိုနည်းနည်းဆုတ်ထားပေးပါ။ဒီလိုပြောပြီးတော့ခြေပေါ်ဟာတုံးတော်လို့ခေါ်တဲ့နိုင်ရဲကျုပ်ကိုခေါ်သွင်းရ။ပေါ်ကြည့်တဲ့သူတွေကနေပိန်ပိန်တိတိတွတ်တွလူတယောက်ဝိုင်းနေကိုခေါ်ဝင်လာတယ်။အောင်မက်တန်ကတော့ခြေဖနှောင်းနဲ့တဖြောင်းဖြောင်းမြည်အောင်စောင့်ကကျန်းနေတဲ့နိုင်ရဲကိုကြည့်လို့အတူးရောင်လို့ထင်နေသူအားလုံးကိုတင့်အစွမ်းပြလိုက်ဆန်းလို့အမိတ်ပေးရ။ဝင်ပိုးနေတဲ့သူက ကတော့ဝဲမှာထူရတဲ့အုံသေးကိုဆွဲချလို့ခေါင်းနဲ့လေးချက်ဆောင်းလိုက်ရကြွမေးတန်းနေတဲ့အုံသေးဟာဓားနဲ့ခွဲလိုက်တယ်လို့ဟတ်တက်꿰သွားတယ်ပရိသတ်တွေကတော့ဟာကနေဟင်ကနေဖြစ်ပြီးလက်ခုပ်တတိလို့အားပေးကုန်တယ်ကဲဟိုနားမှာရှိတဲ့အင်္ဂလိပ်တုံးကြီးကိုယူလာပေးလို့ရလားအောင်မဲတာစကားကြောင့်ပွဲကြီးပရိသတ်တွေကတယောက်ဟာကနားဖွဲဝေးမှာရှိတဲ့အင်္ဂလိပ်တုံးကိုယူလာတယ်နိုင်ရဲကျော်ဝင်ပိုးနေသူဟာအင်္ဂလိပ်တုံးကိုမြင်လာတဲ့ချက်ချင်းဆွဲယူကာ နှစ်ဖူးနဲ့အဆက်သင့်မှာဖြစ်အောင်ထူးချေပြတယ်။ဥပေါ်ကွင်းနဲ့တပြည့်တွေကတော့အချင်းနေမဟမ်းမန်းတိတာကြောင့်အရှုံးပိတ်ပိတ်တို့ကအောက်လင်နဲ့ဝင်မောလို့အောင်မြတ်တာကအုပ်ဖို့တောင်ကြောင်မှရှိတဲ့မြားစုံနဲ့မြားတော်ညီမအခုချိန်ချင်းရောက်စေဒီလိုအမိန့်ပြန်လိုက်ရအောင်လူအထက်ကမိမနဲ့ရောက်စပင်းတွေကိုဖွာလာချပြီးပြုံးလာတယ်။ဥပေါ်ငွေတို့ကို စားမတက်ဝါမတက်စိုက်ကြည့်တယ်။တင်းတို့တိုင်နှံကခိုးယူသွားတဲ့ပစ္စည်းတွေဗမာထားလိုက်သိကြလား။သိတယ်။ဒီကောင်ကပစ္စည်းတွေကိုနိုင်ရုပ်တွေထဲမှာဖွက်ထားတာ။ စိမ်ပေါ်မှာတင်ထားတဲ့နယုတ်တွေထဲမှာငါတို့တိုက်ထဲကယရနာတွေရှိတယ်။ကတဆိုနယဲကျော်မင်းအစွန်ပြလိုက်ဦး။အောင်မေတ္တာစကားဆုံးမှာနယဲကျော်ကကနားစိမ်ပေါ်မှာတင်ထားတဲ့နယုတ်တွေကိုရိုက်ချိုးပြရာအထက်ကနေကြောက်တံပတိုင်းများတွေဟောကနေထွက်လာတယ်။ပရိသတ်တွေကလည်းယရနာတွေကိုထွက်လာတာမြင်တော့သူ့ထက်ကအလို့ရောက်ဝင်ကောက်ကြတဲ့အတွက်ကနားဘွဲတစ်ခုလုံးဘုံတုံးကဖြစ်ကုန်တယ်။ဒီချိန်မှာမြားဆုံးတဲ့မြန်တော်ညီမဟာဦးငွေဘော်ကိုလက်ပေးညှစ်ပြီးတော့ပါရိနာနဲ့ရိုက်တယ် ရုတ်တရက်လဲငိုင်မိသွားတဲ့ဥပုံငွေတယောက်ဘာမှလုံးမနိုင်ပဲဘလို့စီတရေစီဖြစ်နေတဲ့ညီမတစ်ယောက်ရဲ့လက်အောက်မှာအမေရေအဘရေကဲပြီးတော့ဘလို့လဲအော်ရှာတယ်။အမေတာကတော့လူအိုထဲကနေရှောင်ထွက်လာပြီးလူเจ้าကောင်ထဲထားတဲ့တက်တာကိုယူကစေးပင်ကိုထွက်တယ်။ပိမ့်ပိတ်ထားတဲ့ပုံကိုယ်ရေကိုကြီးရဲ့ကိုတီတာအသေးသေးကိုပြန်လို့ရပြီ။ဒါပေမဲ့ပြောလိုက်တော့မှဝင်ပူးတဲ့သူတွေအားလုံးတတိယလာပြီးတော့ဘာမှ မသိတဲ့မျိုးလုံးတွေနဲ့ဘေးဘီဝေယာကိုပတ်ကြည့်တယ်။ဥပုံဝင်ကတော့လူပုံလေးမှအရှက်ကွဲခဲ့တဲ့အပြင် နှစ်နှစ်လလဆုဆောင်ခဲ့ရတဲ့ပစ္စည်းတွေပျက်စီးသွားတာကြောင့်တဲကြီးလေဟက်ကအယူရပိုင်းဖြစ်သွားခဲ့တယ်။ကနာဝတ်လာကြည့်တဲ့သူတွေရခဲ့တဲ့ရန်နာပစ္စည်းတွေကလည်းနောက်တနေ့မနေ့အရောက်မှာတော့အလိုလိုပျောက်ကွယ်သွားတာကိုလည်းထူးထူးဆန်းဆန်းကြားလိုက်ရတယ်။မင်းအပြည့်မင်းသိလား။စုကတဲ့အပြည့်ပါတဲ့ချိန်လုံးကိုကန်ပြီးမေးလိုက်တဲ့လုံနေကြီးနဲ့ကောင်ရဲ့တန်ညာကအနေရောင်ချိတ်ပစိုးနဲ့စင်စော်ရောင်တော်ရင်အင်ကြီးဝတ်ထားတဲ့လူငယ်ဟာတော်တော်ကြီးနဲ့ပဲတိတိပါတယ်။ခုကစပြီးတော့မင်းပိုင်ဆိုင်တဲ့ပစ္စည်းတွေအလုံးကို တိုက်ချိုဖုံးမိန်နဲ့တိမ့်လိုက်ပြီးမင်းကိုလည်းစူးချိန်လုံးနဲ့အချက်တရာရိုက်လို့စုံမဖို့လည်းအမိန်ပေးခဲ့တယ်ကျုပ်ကျုပ်မမသိပါဘူးမရရပါနဲ့တောင်းမှမှာတယ်သိပါပြီဗျာ